အလုံးမဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝိတုတိုလေးကတော့စာရေးဆရာထွန်ထွန်စိတ်သိပ်ပံရေးသားထားတယ်အဖြူတကွဲဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါတယ်ကျမကတော့စက်ဖတ်သူညလင်းငုံဖြစ်ပါတယ်ရှင်အဖြူတကွဲအခန့်တဲမက်ခင်မုံကိုမြင်ရသည်မှာလွန်ခဲ့သော နှစ်ကမြင်ရသောယုံနဲ့ညာစွာမကွာမှန်းကျွန်တော်သိတော်တယ်ကျွန်တော်စိတ်ထဲတွင်လိုနေသလိုထင်နေ အသားရောင်လဲညားစွာညိုသွားခြင်းမဟုတ်ဖြူလာသည်ဟုလည်းမထင်ရဝါလာခြင်းလည်းမမီပိန်သွားသည်ဟုမဆိုတာပါပဲလျက်အဖေကြောင့်တမျိုးထူးခြားနေသည်ဟုစဉ်းစားမိတယ်ကျွန်တော်ကိုတွေ့၍ဝမ်းပတ်တသာပြုံးပြလိုက်သောပုံမှလည်းဟန်ဆောင်ပြုံးသောအပြုံးမဟုတ်မှန်ကျွန်တော်သိပါတယ်တို့ရတွင် ထိုအပြုံးမှာပင် လူနေသလောဟုကျွန်တော်ကထင်မိတယ် ကျောင်းဆရာမကြီးဖြစ်နေတော့ကြောင်းမျက်နှာများရင့်ကျက်သွားလေသလိုဟိုစိတ်ထဲမှာမှတ်ထင်တော့လေရခင်ကျောင်းမှာခခင်မင်မင်ပေါင်းသိမ်းလာကြစင်ကားပဲမခင်မုံကြီးမျက်နှာသည်ယခုမြင်ရတကဲ့သို့အင်ဂရီအပြည့်နဲ့ဖြစ်ပါတယ်အသက်တွေကြီးလာကြတော့ကြောင်းဖြစ်မှာပဲဟိုကျွန်တော်စိတ်တွင်ထင်လိုက်ရတော့လေသိမ့်မကျေနပ်နိုင်ပါထို့ကြောင့်ပြောလဲစာစကားကိုဖြတ်ပြီးမခင်မုံနေကောကောင်းရလားဟို မေးပြအောင် မေးလိုက်သေးတယ်။ကောင်းပါရဲ့ရှင်။တရားဝင်မဖြစ်သေးဘူး။လူမြင်တဲ့ရွေလူမမာထင်နေသလား။ဟိုဖက်ရွှင်ရွှင်ပင် သူကပြန်ပြောပါသေးတယ်။မကေမောကိုမြင်ရတာတမျိုးဖြစ်နေလို့ပါဗျာ။ဟိုကျွန်တော်ကခက်ရော့ရော့ဖြေးလိုက်တော့လေ။သူ့ကိုယ်သာလေ့လာနေမိပါတယ်။မတွေ့တာကြာတော့ကြောင်းကျွန်တော်စောင့်မေးဝဲကြသည့်အကြောင်းသူ့ဆရာမလောက်ကန်ရတာပင်မန်းသည့်အကြောင်းများကို ရေမျောကန်းတင်ပြောနေကြရခြင်းကအမှန်မထဲမဲသူကဘယ်မှာလုံနေတယ်လဲဟိုမေးလိုက်မိပါတယ်ဘဲကသူလဲဟိုမျက်နှာကို ပြန်လာခြင်းထက်တီတီပြန်ဖြေလိုက်ပြန်သဖြင့်ကိုမမောဆန်းလေဟို ကျွန်တော်ကထမ်းမိရတယ်သူ့ကိုနောက်ပြောင်တော်မူထင်း၍ကြိုတင်ပြီးစကားထိတ်နေသလားဟိုကျွန်တော်စိတ်တွင်ပထမထင်မိတော့လဲမခင်မောဤမျက်နှာမှာတီလုံးလာတော့ကြောင်းကျွန်တော်ပင် အတော်တော့သွားတယ် တို့ရတွင်သူတို့နှစ်ယောက်အကြောင်းကိုတက္ကသိုလ်အကြောင်းမှအတော်အသိများခဲ့သည့်အ ਨੇ အထူးပေါ်၍ကျွမ်းဝင်စွာတည်တော်ကျွန်တော်ကဘာကြောင့်ဤသို့မျက်နှာပြင်ကြောင်းကိုတော့သိတဲ့နေကျွန်တော်တကယ်မသိလို့ပါသူနဲ့မတွေ့တာလဲအတော်ကြာသွားပြီဟုကျွန်တော်ကစိုးဖီ၍မေးမိတယ်သူအိမ်အောင်ကြာသွားပြီဤစကားကိုကြားမိလိုက်သလားမကြားမိဘူးလားမခွဲခြားနိုင်လို့ဖြစ်သွားတယ် ထို့ကြောင့်အမြန်ထက်၍မေးလိုက်မိတယ်။ဘလို့ကိုမမောင်ဆန်းမိမရသွားပြီ။မခင်မုံနဲ့ကျွန်တော်မေးရမီကို အတော်အားနာသွားသည်ဖြစ်၍ကျွန်တော်စကားသည်တဝက်မှရက်၍သွားလေတော့တယ်။ကျွန်တော်ကိုမခင်မုံကပြန်မဖြေပါ။သူ့မျက်လုံးထဲတွင်အရေးလဲနေတယ်။သူ့ပါဇက်ကပြုံထားတယ်။တို့ရတွင် သူပြုံးနေခြင်းမဟုတ်မှန်သိမိတယ်။မခင်မုံသူ့မိခင်နဲ့ ။ပဇွန်တော်ထဲမှာအိမ်ငန်းငှားနေတယ်။ကျောင်းဆရာမှလုံနေတယ်။လူထုထုပွဲလဲတပင်များမှာသူ့ကိုမကြုံတွေ့ရတော့။ဤအကြောင်းအားလုံးကို ကျွန်တော်နားလည်သွားမိတယ်။သူ့တိုက်လိုက်သောကော်ဖီကိုတောက်ရတင်မှာပဲတမျိုးဖြစ်သွားတယ်။နောက်ကြုံရင်လာပါအောင်ဆိုသောအမှားစကားကိုကြားရသေးပင်ကျွန်တော်အတွေ့ဝမ်းနည်းစရာဖြစ်သွားတယ်။မခင်မော်ကို မြင်စားကလိုနေသလိုထင်မိသောအရာမှာ မခင်မုံကိုလွန်ခဲ့သောနှစ်များက တက္ကသိုလ်နှင်းမြေအတွင် တွေ့စဉ်မြင်ကြိုက်မှာ အမြင်မခင်မုံနဲ့ပူတွယ်တွေ့ရသောမခင်မုံ၏အသက်ဝင်လှုပ်ရှားမှုဖြစ်ကြောင်းကျွန်တော်သဘောပေါက်မိပါတော့တယ်။ယခုတော့မခင်မုံသည် အသက်မရွယ်နေချေပြီ။ဤကိုခန္ဓာ၏လှုပ်ရှားမှုများသည်မတည်သေးသော လူသားတယောက်ဟု ဖော်ပြနေတော်လဲအကယ်စင်စစ်မှုသူ့သိနေပြီ။အခန်းနှင့် အမက်လေးဘတ်စကားကိုစီးပြီးကျောင်းကိုပြန်ခဲ့ရတွင်ကျွန်တော်စိတ်ထဲ၌မက်ခေမုံနဲ့ကိုမမောင်စန်းတို့ကသာတရေရေမြင်လာခဲ့တယ်။သူတို့နှစ်ယောက်အတူတွဲပြီးအင်းလျာလမ်းမကြီးပေါ်တွင်ကျောက်သွားနေခြင်းကို အထင်သာမြင်နေတယ်။မက်ခေမုံနဲ့ကိုမမောင်စန်းတို့သည် ကျွန်တော်ထဲနောက်ကျပြီးမှတက္ကသိုလ်ရောက်ကြသူများဖြစ်တယ်။နေရာချင်းလှမ်းသောသေသိပ်ပန်နဲ့ကမာယုတ်တက္ကသိုလ်တွင် တခြားစီနေကြတော့လဲသူတို့နဲ့ကျွန်တော်ဒီခင်မင်းချင်းနေမိကြတယ်ကျွန်တော်တာမကចောင်းသားចောင်းသူ အတော်များများတည်သူတို့နှစ်ယောက်ကို ခင်မင်းကြပေးတယ်တက္ကသိုလ်တွင်တွေ့ရတတ်သောသမီးကြီးစားအတွဲများလို့ကြောင်ကောင်းကောင်းကိုသာရှာပြီး အသားချင်းထိပ်ပြီးစကားတူတူပြောနေတတ်သော လူစားမျိုးမဟုတ်ဘဲသူတို့ကိုအင်းရလန်းထိတ်ကကာကာဆိုင်တွင်တွေ့ရတတ်တယ်ရတနာရှိမှဘူးသီးကျော်ဆိုင်တွင်တွေ့ရတတ်တယ် ကျွန်တော်နဲ့တွေ့တော့အခ၌လဲပျော်စရာကောင်းအောင်ရွှင်ရွှင်ပြပြစကားပြောရတော့ကြောင်း၎င်းကျွန်တော်တို့ကိုမှုကျွေးတော့ကြောင်း၎င်းကျွန်တော်တို့ကပိုရွယ်ခင်နေကိုမမောင်ဆန်းဆိုလျင်မန္တလေးကလာတယ်ဟုပြောရတော့လဲအညာသားချုပ်လုံးဝမပေါ့ဘောင်းမီရှိကို အချိုးကျကျဝဲလိုက်လျင်ပရိကန်ဆက်လိုက်10မိနစ်ယူလားတော်နီကားတိုက်လားထင်မှန်ရအောင်ချောတယ် သူဤကောင်းမှစပင်လှိုင်းတွန့်ကလေးများသည်ဘဲဆိုင်ကဘလောက်ပေးပြီးကောက်လာသလဲဟိုကျွန်တော်တို့ကမေးရလောက်အောင်သူ့မျက်နှာနဲ့လိုက်တယ်မက်ခေမုံဆိုလျင်အိန္ဒြေအရာ၌လကောင်းရုပ်ရည်အလှပ၌လကောင်းလမ်းလျှောက်သည့်အမူအရာမှအစာအင်းကြီးလုံးကြီးအစင်ရွေးချယ်တတ်သည့်နေရာအထိပြောเสียရမရှိအောင်ဖြစ်ပါတယ်သူတို့နှစ်ယောက်ကိုနှက်ဖက်သည်ဟိုယူဆကြပါတယ်ကျွန်တော်စိတ်ထဲတွင် သူတို့ကို တွဲလျက်ပဲတွေ့နေတယ်။ယခုဘာကြောင့်ကွဲလေတလဲ။တယောက်နဲ့တယောက်ချစ်ကြသားပဲ။သူတို့နှစ်ယောက်တယောက်ထက်တယောက်ချစ်သည့်နေရာ၌ပိုသည်ရော့သည်မရှိနိုင်ဟုထင်နေ။မိဘသဘောမတူဘူးဆိုသည်မှလည်းဖြစ်နိုင်စရာအကြောင်းမရှိပေ။ဒငင်းအမည်အရာဆိုပါမို့ကိုမမောင်စန်းကမခင်မုံအပေါ်၌မြစ်တာယောနေသွားခြင်းမှထင်ရှားနေလေတဲ့အဘဲကြောင့်ပါနေ ကျွန်တော်တွေး၍မရနိုင်ပါကျွန်တော်ရှိတွင်မက်ခင်မောင်သည်ကြိမ်ချင်းကလေးကိုဆွဲ၍၎င်းကိုမမောင်စန်းသည်မက်ခင်မောင်၏ဖဲထီးကလေးကိုကန်၍၎င်းအင်းရလန်တစ်လျှောက်ဖြည်းဖြည်းချင်းရှောက်နေသည်ကိုသာ မြင်နေပါသည်ထို့ကြောင့်ပင်လက်မှတ်ရောင်းသူ၏လမ်းမတော်ပါသလားဟုတအားအော်မေးခြင်းကိုကျေးဇူးတင်လိုက်ရပါတယ်သို့မဟုတ်လျင် ကျွန်တော်မှတ်တိုင်တိုင်ကြော်ပြီးမှစဉ်းမိပေလိမ့်မယ် အခန်းတော့ကျောင်းဆောင်တဲ့ကိုဝဲမိလျင် မော်လမြိုင်သားကိုကျော်ဝင်းအခန်းကိုလှည့်ကြည့်မိတယ်။ထုံးစံအတိုင်းသူ့အခန်းထဲ၌လူအတော်ဆုံးနေ။စစ်သားကြီးကိုအေးဖေလည်းရှိတယ်။ရည်စားများများထားတတ်သောဖိုးစုံပူမြတိန်လည်းရှိတယ်။စစ်တပ်မှထောက်ပံ့ကြေးယူပြီးကျောင်းတက်နေမှလူသိအောင်ဂျာကင်အင်ကြီးအစိမ့်ကိုမချွတ်တမ်းဝတ်တော့စစ်သားကြီးကိုအေးဖေသည်ပရင်တိုင်ကိုမှီရင် သိဖို့လေးကိုရှုနေတယ်။ရဲသလားစကားပြောသလားမကွဲတော့ကိုကျော်ဝင်းကမတ်တက်လမ်းလျှောက်ရင်အော်ကြီးဟစ်တယ်ပြောနေတယ်။ခရင်ပေါ်လှည့်ရင်ကသူတို့ကြားတွင်ဒုက္ခရောက်နေသူမှာကကျွန်တော်တို့ကြားတွင်ခလေးလေးတယောက်လိုဖြစ်နေတဲ့မောင်ယောဟန်ဖြစ်ပါတယ်။သူ့နာမည်မှာယွန်းဟုအင်္ဂလိပ်လိုဖြစ်နေခြင်းကြောင့်ကျွန်တော်တို့ကမြန်မာလိုပြန်ရ၌ဆရာယုဒတန်အီမူအတိုင်းပြန်လိုက်ခြင်းဖြစ်ပါတယ်။ ပြောလေပြောပါကွာအခုမှတော့မထူတော့ပါဘူးပြောလိုက်ပါတော့အရင်တုန်းကတော့အသက်ကလေးပါလေးနဲ့ကိုကျော်ဝင်းတီဖိမေးတယ်ဂရင်ပေါ်မှာမောင်ရောဟန်မှာသွားကလေးများဖြဲ့ပြီးအတန်မထွက်နိုင်အောင်ရှိနေလေတယ်ဒီလိုကွာကိုကျော်ဝင်းတီကျွန်တော်ဘက်သို့လှည့်ပြီးကျွန်တော်ကိုရှင်းပြတယ်ဒီကောင်လေးတီတီစီမှာသွားသွားပြီးပိုးတယ်ပန်းနေပေါ့ကွာ ကောင်မလေးက BAE တက်နေတယ် ပထမတော့သူတို့နားမလည်တဲ့စာမျိုးဖြစ်တဲ့ဟာချင်းကျမ်းမာချင်းဘာသာသင်ပေးရတယ်။နောက်အင်္ဂလိပ်စာသင်ပေးရတယ်။နောက်တော့ကြိုက်သွားတာပေါ့ကွာ ထုံးစံအတိုင်းပါပဲ။အဲ့ဒါအရင်တုန်းကတော့အချစ်ကလေးကဘာပြောလိုက်တယ်။အသက်ကလေးကဘာပြောလိုက်တယ်နဲ့နားမထောင်ချင်မှထောင်ချင်မှမသိဒါလာပြောနေတာပဲ။အခုတော့မပြောဘဲဒီလိုနေတော့ကောင်းမလား။ရိတ်သက်ကလည်းစုံအားလုံးကလည်းနားထောင်ချင်တယ်မဟုတ်လား။ ကိုကျော်ဝင်းတီပြောရင်းဆိုရင် ကိုအေးဖေဘက်သို့လှည့်တယ်။ဟောဒီကိုအေးဖေကလည်းအသက်ကလေးရလာပြီဆိုတော့တခါတခါငဲမူပြန်ကျင်လို့တယ်ကွာပြော့လိုက်ပါ။မောင်ယောဟန်တီခံစိတ်ပင်နေတယ်။မောင်ယောဟန်ခံစိတ်နေပေမယ့်သူ့ကောင်မလေးတီသူ့ကိုပြည့်၍သွားပြီမဟုတ်တော့လော။ကောင်မလေးတီပထမအရွယ်သာမကဒုတိယအရွယ်လည်းမကတတိယအရွယ်ရောက်တဲ့တိုင် ပညာသင်လို့မဆုံးသလိုဖြစ်နေသောသိချောင်းသားကို စိတ်ပြက်မည်ဖြစ်ပါတယ်။ BA ရိုးရိုးပင်ဖြစ်တော့လေအလောအကန်ရှိသော BA သည် အလွန်တန်ဖိုးထိုက်သည်မဟုတ်ပါလော။ထို့ကြောင့်ပင်မောင်ယောဟန်သည် အခန်းတွင်းမှ ပုံပြီးလွမ်းဆွေးနေတယ်။လူသိမခံတို့ရတွင် သူ့အကြောင်းကိုအလုံးကသိကြလေတယ်။ညာကြီးတကောင်လမ်းထွက်ရှောက်တတ်သောကြောင့်ယူတော်မယ်ဟုတကြောင်လုံးက ဝိုင်းပြီးတတိထားနေသူလည်းဖြစ်လေတယ်။ကျွန်တော်ကလည်းဖြစ်ပြီးနှိမ့်ဆက်လိုက်ပါသေးတယ်။အေးလေကွာပြောမှပေါ့။ငါလည်းနားထောင်ကြမှာတယ်။ကောင်မလေးကမင်းနဲ့ထွက်ပြီးတော့ရုပ်ရှင်ကြည့်ဖို့ချိန်သေးသလား။ဟိုကျွန်တော်ကမေးလိုက်တယ်။ထိုအခါကျမှသူ့စီမှာအတန်ထွက်လာလေတယ်။သေးပြီဗျသေးပြီ။စောင်းကြီးအောင်ကြီးပြောပြီးတစ်ဖက်ကိုလှည့်နေလိုက်တော့အခါအလုံးဝိုင်းပြီးရဲကြလေတယ်။ ကိုကျော်ဝင်းဤထူဆန်းသောရေတံဆဲလျင်တစ်ချိန်လုံးတိတ်ဆိတ်စွာတက်လေတောက်နေသောကိုအေးဖေကဘာလဲကွာ အသက်ရှင်လျက်တည်တယ်လို့မင်းကဆိုချင်တာလားဟုမိလိုက်တယ်။ထို့နောက်သူကဆက်၍အသက်ရှင်လျက်တည်တယ်ဆိုတာနူတဲ့လူကို ပြောတာကွာဟုဆက်၍ပြောလိုက်လေတယ်။အားလုံးဝိုင်းရကြပြလေတယ်။ကျွန်တော်စိတ်ထဲတွင်ဤစကားနှင့်ဤရေတံသည် ဝင်းကနေလက်ခနေဖြစ်သွားတယ်။ဒီလိုလေကွာ 16ရာစုနှစ်လောက်ကအင်္ဂလန်နိုင်ငံမှာဆိုရင်အနူတွေကိုဘုရားရှိခိုးကြောင်းမှာဖုန်ကြီးကတရဏဂုံတင်ပြီးတည်ဆုံးသူလို့ပညာလေးရှိတယ်လေသူတို့မှာအသက်ရှင်လျက်တကယ်သေးတာကွာမင်းကောင်ကလည်းနှူသွားလို့လားဟိုဆက်ပြောပါသေးတယ်အားလုံးရေမောကြပါတယ်ဤရေမောတန်သည်ကျွန်တော်နားထဲသို့ဝင်လာပြီးနောက်ကျွန်တော်ခေါင်းထဲတွင်နှူနာကျင်လျက်သေးသူဟိုထက်တလဲလဲမြည်စေတယ် ကျွန်တော်ခေါင်းသည်ပွားထလာသလိုထင်မိပါတယ်။ထို့ကြောင့်ကျွန်တော်သည်ရုတ်တရက်လှဲ့ပြီးကိုအခန်းကို ပြန်ခဲ့မိတော်လဲ။သူတို့ရေမောတန်သည် နားထဲမှပျောက်မသွားတော့ပါ။အခန်းကိုရောက်လျင်ပင်ဂရင်ပေါ်၌လှဲ့အိတ်လိုက်တယ်။ထို့နောက်ကိုရဲ့ဖေပြောလိုက်သမျှကိုပြန်၍စဉ်းစားကြည့်မိပေတယ်။၁၆ရာသူနှစ်လောက်ကဆိုလျင်နာကြီးယောဂတဲ့ကိုတရားရှိကိုကြောင်း၌ပြုလို့တော့အစည်းအဝေးရှိ၌ဘုန်းတော်ကြီးသည် ဤသို့အမိစာပြန်ပေးလိမ့်မယ်။အသင်သည်ဤလောကမှာတည်ဆုံးပြီးသူဖြစ်ခြေတယ်။ထို့ကြောင့်မြေသူနှင့်မျှပေါင်းသင်းဆက်ဆံရန်မတင်တော့ပါ။ထို့ကြောင့်ရွာပြင်၌သာတိချားနေလော့။ရေကိုလည်းအများသုံးသောနေရာမှယူ၍မသုံးရ။တင့်အားပေးသမျှကိုသာတင့်ခွက်တွင်ထည့်ယူ၍သုံးရမည်။စသည့်စသည့်တို့အပြင်လမ်းသွားသောအခါ၌ခေါင်းနှောင်းကို တီး၍မတိုင်မီမခိုက်မီစေရန် အတန်ပြည့်ပြည့်လာရမည်ဟုမှားကြားလိုက်မည်ဖြစ်တယ်။တကယ်ပင် အသက်ရှိတော်လဲလူလောက အလယ်၌တည်ဆုံသွားပြီရောမယ်။မက်ခင်မုံသည် အသက်ရှင်လျက်သေနေတယ်။သူ့ကိုဘသူကားမျှတေသူဟုကြီးညာခဲ့သည်မဟုတ်ဘဲတေခဲ့လေတယ်။တူလုံးလာတဲ့အခန်းလေးတရေရေတွေ့ရင်မက်ခင်မုံအကြောင်းကိုပြန်၍သတိရလာမိတယ်။လွန်ခဲ့သောတစ်နှစ်ကျော်လောက်ကဖြစ်ပါတယ်။ ိုမောင်မောင်စန်းသည်ကျွန်တော်ထံသို့ရောက်လာပြီးမက်ခင်မုံအတွေ့တိုင်မင်းနေတနေ့သောအခါမက်ခင်မုံနဲ့သူအင်ယာဆောင်၌ထန်နေကြရင်းကမက်ခင်မုံသည်ရေဆက်မှဆင်းပြီးလမ်းလျှောက်သည်ဆိုတယ်ထမိန်ကိုဒုစစ်ထီမှပြီးရေထဲမှရက်နေရင်းကသူ့မျက်နှာကို ရေဖြစ်တောက်ကစားတယ်ထို့အခါမက်ခင်မုံ၏ခြေသလုံး၌ချူသော အကွက်တစ်ကွက်ကိုကိုမောင်မောင်စန်းကတွေ့တော့ကြောင့် ဤကိစ္စကိုကျွန်တော်ထံလာ၍ဆွေးနွေးခြင်းဖြစ်ပါတယ်။တရားတော်မဖြစ်သေးတော့လဲဇေချောင်းသားဘွား၌ပင်တငယ်ချင်းများကိုစေပေးစေကုလို့ရသည်မှာဓမ္မတာဖြစ်လျာကတငယ်ချင်းများအီဇနီးလောင်းများ၌ဖြစ်သော ခွာနာရှာနာများကိုလည်းကျွန်တော်ကြည့်ရှုကုသပေးဖို့ကျွန်တော်၌တောင်းဝန်ရှိပေသည်မဟုတ်တော့လော။အရေပြားကူစေုံမှာပြကြည့်တာပေါ့ဟို ကျွန်တော်ကအကြံပေးကျွန်တော်ကိုယ်တိုင်ပင်မက်ခင်မုံကိုခေါ်ပြီးလိုက်ပြပေးတယ်။ဇေယကအေးအကွက်သည်အနာကြီးယောဂါကွယ်ဖြစ်သည်ဟုအပြေပေးလိုက်တယ်။တို့ရတွင်ပူပင်တော့ကရောက်စရာမလိုပဲစ조사ပြီးစေးမမှန်စားပါကမကြမီပင်ပျောက်သွားမည်ဖြစ်ကြောင်းအသေးအချာပြောလိုက်ပါတယ်။အနာကြီးယောဂါကိုယခုအခါပျောက်ကင်းအောင်ကုသပြီးရပါပြီ။အထူးသဖြင့်ဤကဲ့သို့အကွက်ကလေးများအတွေ့မှလွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်ပျောက်ကင်းပေးလိမ့်မယ်။မြမအမျိုးသမီးများမိရက်ပွဲဟု နားလည်ထားသော အကွက်တို့မှညာသောအဖြစ် အနာကြီးပွဲများဖြစ်ကြတယ်။ဓမ္မတာမှန်မှန်သည့်အတွေ့ဖြစ်သောအကွဲဟု ထင်ကြတော့လေ။ထို့သို့မဟုတ်ဘဲဤအနာကြီးယောဂါကြောင့်ဓမ္မတာမှန်မှန်ခြင်းဖြစ်ကြောင်းသိအပ်ပါတယ်။ထို့ကြောင့်ကိုမမောင်ဆန်းကိုရောမခင်မုံကိုပါဤယောဂါအကြောင်းကျွန်တော်တတ်သမျှရှင်းပြရပါတယ်။ ရိုးရိုးရှိတယ်။တားစင်မြေဆက်ပါတီဆိုသောအယူအဆသည်မမှန်ကန်သည့်အကြောင်း လုံးဝပျောက်ကင်းအောင်ကုသ၍ရသည်ဆိုသည့်အကြောင်းနဲ့ကလာသားယောဂနဲ့ဤယောဂသည်တီချာမျိုးမတော်သည့်ယောဂများဖြစ်ကြောင်းကလာသားယောဂကြောင့်နိုသည်မဟုတ်ကြောင်းများကို ရှင်းပြလိုက်ရသည်။အသက်ရှင်လျက်နဲ့တရဏဂုံတင်ပြီး လူသည်အဖြစ်ကြောင်ညာစရာမလို့တော့ကြောင်းကိုလည်းပြောလိုက်ရပါသည်။ ို့ရာတွင်ယခုအခါ၌မက်ခင်မုံသည်ရှင်လျက်သိနေရပါပြီလူတယောက်ကိုအသက်ရှင်လျက်နဲ့သိအောင်ဘုရားရှိခိုးအကြောင်းမှာလူစု၍ကြော်ညာရမလို့ပါသူယုံကြည်သောတကိုးရှင်ကနှစ်ကိုချားပြောလိုက်ယုံများနဲ့ဒုံလောက်ပါကလားဟုကျွန်တော်စိတ်ထဲတွင်ထင်မြင်လာမိပါတယ်ဤယောဂအကြောင်းကိုကောင်းစွာမသိသူများကိုထားပြီးကောင်းစွာသိပြီးနားလည်ပြီးသိကြောင်းသားများပင် နာကြီးယောဂါဆေးရုံကိုတောင်းဝန်ကြသောအခါ၌မိမိကိုယ်ပေါ်မှာ အဖြူဘွက်ကလေးများရှိနေမလားဟု ရှားရဖွေရစိတ်ပင်ပန်းရတတ်ကြတယ်။ထို့ကြောင့်ပင်အနာကြီးယောဂါသည်များဆေးရုံ၌ကိုမမောင်ဆန်းနှင့်အတူကျွန်တော်မက်ခင်မွန်ကိုတွား၍ပြကြည့်စဉ်ဆရာဝန်ကနာကြီးယောဂါဖြစ်ပါတယ်ဆိုသောဆုံးဖြတ်ချက်ကိုနားထောင်ရင်းကိုမမောင်ဆန်း၏မျက်နှာသည်ဖြူသလိုပြသလို နေသလိုခနာချင်းပြောင်းလဲသွားခြင်းကိုယခုပြန်၍သတိရသောအခါ၌လည်းကျွန်တော်သူ့ကို အပြစ်မတင်နိုင်တော့ပါဤအဖြူခွဲငယ်သည် သူ့အသေးနှလုံးကိုတင်းမာအောင်ပြုလုပ်နိုင်ခဲ့သည်ထင်နေမခင်မောင်သည်20ရာစုနှစ်အနာကြီးယောဂသည်ဖြစ်ပါပြီတယ်ယခုသူ့၌ယောဂလုံးဝမရှိတော့ပဲကင်းကင်းပျောက်ပါပြီတို့ရတွင် သူလဲရှင်လျက်နဲ့ တည်၍နေရပါပြီ။ဟုတ်ကဲ့ပါရှင်။စာရေးဆရာထွန်းထွန်းစစ်သိပ်ပံရေးသားထားတယ်။အဖြူတကွဲဆိုတဲ့ဝိတုတိုလေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါရဲ့ရှင်။နားစင်သူ အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကြံပါခြင်းနဲ့ပြည့်စုံကြပါစေရှင်။